လေဝင်သွားတော့လာထွက်သည်ဆံမင်းလူရဲ့စာလေးတော်ကိုဖတ်ပြခြင်းပါတယ်ရှင်အီစာကိုဖတ်ရှုခွင့်ပြုပါရန်ဆံနဲ့သက်ဆိုင်သူများအလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်မမအီမျက်နှာသည်လေငိန်သောအခါတွင်အီယာကန်ရေပြင်း၌ပေါ်ထွန်းနေသောနာပြည်ဝင်းကြီးနှင့်တူပါသည်တက်တက်ဤမျက်နှာသည်လိုင်းချက်ခေါ်ထားသောအီယာကန်ရေမျက်နှာပြင်ကိုတစ်ဖက်ဖက်ထိခန့်နေသော နှစ်ယောက်ချင်းနှစ်တူပါသည်ချစ်သူနှစ်ယောက်ထားဖို့ကြပါလိမ့်မည်နှစ်ယောက်စလုံးကတစ်ချိန်နဲ့တစ်ပြိုင်နဲ့ချိန်ဆထားတော့အခါမိသူထံသို့သွားရမည်မသိတော့အဖြစ်ကိုလည်းကြုံဘူးကြပါလိမ့်မည်ဇွန်လ20ရက် စနေနေ့ဖြစ်ပါသည်မမကအရေးကြီးသောကိစ္စပြောစရာရှိ၍လာခဲ့ရန်ချိန်ထားပါသည်မွန်တဲ့7နှစ်တိတိအချိန်တွင်မမတို့ရုံရှိက ကျင်းချင်းောင်းကလေးတွေရောက်တော့တဲကလေးရှိကဆောင်ရဲတိတိကမွန်းတန်ဆက်နှစ်နာရီတည်တည်တွင်အဆောင်သို့လာခဲ့ရန်ချိန်ထားပါသည်ဒီနေ့တိတိချောင်းမတက်သောကြောင့်တိတိရှိရာအင်ဂျင်ဆောင်သို့သွားရမည် ကျွန်တော်ဒီတက်ကတူအချောင်းဝင်းတဲကကူအောင်ရဲ့လက်ဖက်ရည်ဆိုင်မှာထိုင်နေသည်7နာရီ15မိနစ် ဖြစ်ပါသည်မမအီချစ်ကိုရရန်တစ်နှစ်တလားနှစ်နှစ်ရက်တိတိစူးစမ်းခဲ့ရသည် မမ၏ချစ်ကိုရရန်မူရမာယာများသုံးခဲ့ရပါသည် မမကမှပြန်မချစ်ရင်စံပေးပဲမဖြစ်တော့ဘူးဆိုတော့မှပင်ချစ်ပါသည်မမသည်ကျွန်တော်နှင့်ချစ်ကစားကကျွန်တော်ကိုသူဟုခေါ်ပါသည်သုံးနှစ်လောက်ကြာတော့မှမောင်ဟုခေါ်ပါသည်မောင်ဟုခေါ်ရတိုင်းလဲမမရှက်နေတတ်ပါသည်တတိယချစ်ကိုရရန်6ရက်ခန့်စူးစမ်းရပါသည် အမှန်မှ9ရက်ဖြစ်ပါသည်တနင်္ဂနွေတရက်ခန့်သွားတော့ကြောင့် 6ရက်ဖြစ်သွားပါသည်တိတိတီကျွန်တော်နဲ့မချစ်ခင်က ယူဟုခေါ်ပါသည်ကျွန်တော်နဲ့စချစ်သည့်နေမှာစား၍ကုကုဟုခေါ်ပါသည်မမကိုချစ်ခွင်ရပြီးလေးလာကြမှမမဤလိုင်းစင်တပ်ပုံတပုံကိုရပါသည်6လကြာမှနှစ်ယောက်ချင်းတွေ့ခွင့်ပေးပါသည်တလလင်တစ်ချိန်ခန့်တို့ရရင်လွန်ခဲ့သော3-4လခန့်မှစာပြေမမသည် ဒလတစ်ချိန်တွေ့ခွင်ကိုအကန့်အသတ်မရှိရက်ဆဲလိုက်ပါသည်။နောက်ဆုံးတွေ့ကြတော့နေကမမကိုကျွန်တော်အတင်းနမ်းမိတော့ကြောင့်ဖြစ်ပါသည်။တက်တက်တီကျွန်တော်ကိုချစ်ပြီးနောက်တနေ့တွင် သူ့ဤဓာတ်ပုံအယ်ဘမ်ကိုလက်ဆောင်ပေးပါသည်။လေးလာခန့်အတွင်းတက်တက်နဲ့ကျွန်တော်52ကတီတွေ့ခဲ့ပါသည်။တက်တက်တီအဆောင်ကိုပြန်ခံနေတိုင်းကျွန်တော်ကိုသတိပေးတတ်သည်။ကိုကိုဒီနေ့တက်တက်ကိုမနိုင်ရသေးဘူး။ မမတီကျွန်တော်ဆိတ်လိုက်တောက်တီကိုမကြိုက်ပါလူလေးကငငယ်လေးမျက်နာကရင့်နေလိုက်မယ်ပြီးတော့ဆိတ်လိုက်တောင်းရင်အဆုံမှာကန်စာဖြစ်မယ်အဲ့ညီမီးပေါင်မယ်ပတ်စံကုန်မယ်ဗဇက်ကဆိတ်လိုက်နဲ့နဲ့မယ်တိတိတီကျွန်တော်ဆိတ်ပေါ်လိုက်တောက်တီကိုမကြိုက်ပါဆိတ်ပေါ်လိုက်ဆိုတာစာရေးဆရာကြီးတောက်တာကုကုကတတိတာပဲ secret တောင်းမှာပေါ့ filter နဲ့ပြောတာနော်ပြီးတော့ စီးပေါ်လိုက်နဲ့ကိုကို gas lighter နဲ့မလိုက်ပါဘူးနော်ဆမ်းပြသောပုံစံများကြောင်ကြားသော အစဉ်များဖြင့်ချုပ်ထားသောအဝတ်အစားများကိုဝယ်နေမမမကြိုက်ပါဘောင်းမီဝစ်ချင်းကိုမမတားမြစ်သည်မမထန်သူတိုက်ပုံအင်ဂျင်မပါဘဲသွားလင်အစုခံရတတ်ပါသည်တစ်တစ်သည်ကော်လာမပါသောလက်ပြတ်အင်ဂျင်များဝစ်သည်ကိုမကြိုက်ပါ အခုခေတ်ကကြော်ဟင်းခေတ်လေကိုကိုရဲ့မောင်ဘာတိခင်မဟုတ်တော့ဘူး ထိုကြောင့်တစ်တစ်ဒီကျွန်တော်ကိုဘောင်းမီဝစ်ခိုင်းသည်ဘောင်းမီချုံရင်ဖလဲချုံတော့ပြီးတော့ကြတော့အလတ်စတင်နဲ့မချုံနဲ့တောင်တောင်ကြီးဖြစ်နေလိမ့်မယ်တက်ထရပလိန်းနဲ့ချုံတော့သိလားမမသည်ကျွန်တော်ဤရှေးလျားသောစပင်ကိုမှနစ်တက်ပါမောင်စပင်ကြီးကလည်းစုပ်ခွားွားညှင်းတူတူနဲ့နောက်တကဒီလိုစပင်ကြီးနဲ့ဆိုမမစီမလာနဲ့မမတန်သွားရင် စပင်နဲ့ရွက်မဖုံးစေရဘူး ကော်လာအောက်သို့သပင်မရောက်စေရတက်တက်သည်သပင်အတိုထားသူများကိုရှုတ်ချရတယ်လေသည်သပင်တုံနဲ့ဆိုရင်ကြည့်ရတာတိတ်အောက်တာပဲအေးမြင်ကိုကြည့်ပါလားသပင်ကတုံနဲ့နဲ့ခုတ်သားကြီးကဖြောင်ဖြောင်တိုက်ခေါ်ပုံကြီးကုကုပုံကတော့မိပါတယ်ကုကုသပင်ခွေခွေကက်ကောက်ကလေးတွေက ခုတ်သားပုံဝဲကြနေတာတိတ်မိုက်တာပဲမမသည်စမ်းသစ်တီထွင်သောစက်ကလုံးများကိုနားမလဲပါဟိုနေ့ကမမတို့ယုံကို ဖုံးဆက်တုံးကလေး ဖုံးလာကိုင်းတဲ့လူကြီးကဘယ်သူလဲဘေးရလဲနဲ့တကယ်ဒတ်ပဲဘာလဲမောင်ရဲ့ဒတ်ဆိုတာဒတ်ဆိုတာအမိုက်လို့ပြောတာပေါ့ရှုပ်တယ်လို့ပြောတာပေါ့ဟွန်းဘောင်းတို့နန်းတရဲစကားတွေမမနားမလည်ပါဘူးဘာရင်းမှန်းလည်းမသိဘူးစကားအစ်စ်ဆန်တီထွင်မှုတွင်တက်တက်ကိုကျွန်တော်လိုက်တော့မမီပါကုကုကိုမဲလုံးကကုကုကိုလိုက်ရှာနေတယ်ဘယ်ဟာကိုမဲလုံးလဲဟောခါလာကြီးရဲ့ตาကိုမဲလုံးလေဘယ်ဟာခါလာကြီးလဲ ိုမသိပါလားကိုကလည်းတုံးလိုက်တာဟိုပြောချမ်းမအောင်တတရဲ့ဘသူတွေနဲ့ဘသူတွေမှမဟုတ်ဘူးတကယ်လည်းမရှိဘူးကိုကိုအကြောင်းရိုက်တာကိုမဲလုံးကလိုက်ရှာနေတယ်ဆိုရင်တွေ့ပြီးပြီလို့ပြောရတယ်ဟမ်ဘယ်ရလဲဘာညာလုံနေကိုကိုအကြောင်းမိပြီဆိုပြီးဝိုင်းဟခင်ရမှာပေါ့ကိုကိုတော့တခွက်နောက်ကျသွားပြီကွာမမနဲ့နှစ်ယောက်တည်းသွားကြတော့အခါကျွန်တော်ရှောင်ရှားသောနေရာများမှာ တက္ကသိုလ်ကျောင်းဝင်အင်အားကံဘုဒ္ဓထောင်စိတ်ကံဘုချုပ်ပန်းချံလူရှင်သောနေရာမှန်သမျှဖြစ်ပါသည်အမြဲတမ်းသွားနေကြနေရာမှာရွှေတကုံဘုရားဖြစ်ပါသည်ညသောအဖြင့်ကျေးစင်းတော်ကြီးတွေရှိသည့်နေရာဖြစ်ပါသည်ဘုရားပေါ်ရောက်လင်မမသည်ဘုရားအကြာကြီးရှိကိုရပါသည်တည်တည်နှင့်လျှောက်လဲကြသောအခါဘုရားပေါ်သို့မတက်ဖြစ်ကြပါတည်တည်သည်ဘုချုပ်ဇေနှင့်ရုပ်ရှင်ဝင်ကလွဲ၍လူရှုပ်သောနေရာမျိုးကိုမကြိုက်ပါ လူရီ မြင်နိုင်မဲ့နေရာမှာထိုင်ချင်မောက်ကိုကိုရဲ့ဘော်တင်ကြီးဆိုတော့မကားမှုလေတိတယ်မောက်လားမမတီစိတ်ဘယ်တော့မှမကောက်တတ်ပါတို့ရရင်ဆရာသိပ်လောက်တတ်ပါသည်ဘယ်လိုနေဘာလို့ဘာရီစင်ချင်းဘာညာခွိကမမတီကျွန်တော်ကိုအလိုမလိုက်ပါကျွန်တော်လိုချင်သောအခွင့်အရေးများကိုမပေးပါထို့ကကျွန်တော်စိတ်ကောက်ပါသည်နောက်တော့မနေနိုင်လို့မမကိုပြန်ခေါ်ပါသည်တိတိတီတနေ့လည်းအနည်းဆုံးတစ်ခါစိတ်ကောက်ပါသည် နိုင်ပိုင်းတွင်စိတ်ပြန်ပြေသွားရပါသည်တက်တက်သည်တက်လာလင်အခါ30တုံးမဟုတ်32ခါစိတ်ကောက်တတ်ပါသည်တလာလုံးနေလုံးမှာတက်တက်28ကပဲစိတ်ကောက်သည့်လလည်းရှိပါသည်ဖေဘရီလာဖြစ်ပါသည်အခန်းနံပါတ် AB3 တဲကကျောင်းသားများစုညံစွာ ထွက်လာကြသည်7နာရီ50မိနစ်ရှိပြီကျွန်တော်ဒီကားပေါ်တက်၍မှထွက်ခဲ့ပါ၏စီးပွားရေးတက်ကတူရှိကလမ်းနှင့် ပြည်လန်းဆောင်ရာတွင်ကားကိုရပ်ပါသည်ခုချိန်ထိကျွန်တော်သည်ဘယ်ကိုသွားရမှန်းမသိသေးပါညာဘက်သို့ချိုးလင်တက်တက်ရှိရာအင်ဂျင်ဆောင်သို့ဘယ်ဘက်သို့ချိုးလင်မမတွေယုံသို့နောက်ကကားရစီကဟွန်တိနေပါ၏ထိုကားသည်ညာဘက်သို့꿰ရန်အချက်ပြမီးကိုဖြန့်ချီမှိတ်ချီပြုတ်လုံနေပါသည်ကျွန်တော်သည်ကားကိုဘယ်ဘက်သို့꿰ချလိုက်သည်မမသည်ဘိုးချုပ်ပန်းချံသို့သွားခြင်းသည်ဟုထူးထူးခြားခြားပြောပါသည် ိုချုပ်ပန်းချန်တွေကကြောက်ခုံကြီးတစ်ခုမှာကျွန်တော်တို့ထိုင်ကြပါသည်မောင်အရေးကြီးတဲ့ကိစ္စတခုပြောချင်ရှိတယ်မမကြီးမျက်နှာသည်ထူးခြားစွာတည်ငြိမ်နေပါသည်အနှဲငယ်တင်းမာတဲ့အောင်ရှိနေပါ၏သူရရင်ကျွန်တော်မမကိုမကြောက်ပါမောင်ဘွဲရပြင်ဘာလုပ်မလဲကျွန်တော်မဖြေတတ်ပါဘွဲရပြင်ရင်ဘာလုပ်ကြမလဲဘာလုပ်ကြမလဲမမသည်ကျွန်တော်အဖေကိုစောင့်နေပါသည်မမ ဟမ်ဘာလုပ်ကြမလဲမောင်မောင်တိတ်ခက်ပါလားမောင်ဘယ်နှစ်နှစ်ရှိပြီလဲအသက်20အော်ဒါကိုပြောတာမဟုတ်ပါဘူးတက်ကတော့မဘယ်နှစ်နှစ်ရှိပြီလဲလို့မေးတာတတိယနှစ်မမနဲ့မောင်နဲ့ချစ်ခဲ့တာဘယ်နှစ်နှစ်ရှိပြီလဲ၄နှစ်နဲ့တလာอืม20ရက်နေ့ဆိုတော့ထားပါတော့၄နှစ်၄နှစ်အတွင်းမှာမောင်လေးလေးနက်နက်လောက်ခဲ့တယ်အဲ့လိုဘယ်နှစ်ခုရှိခဲ့တယ်လဲ ဘယ်နှခုရှိတယ်လဲကျွန်တော်မဖြေတတ်ပါမမပါကိုဆိုလိုချင်တယ်နိမမကြီးများဒီသူတို့ပြောချင်သောစကားများကိုသူတို့ကိုယ်တိုင်မပြောဘဲမောင်လေးများကိုပဲကြောင်းဖြေခိုင်းရပါသည်နိဘယ်နှခုရှိပါသလဲမမကိုကျွန်တော်ပြန်မေးပါသည်ဘယ်နှခုရှိပါသလဲမမကဖြေပါသည်တခုမှမရှိဘူး မမမမနဲ့လျှောက်လဲဖို့ရုပ်ရှင်ကြည့်ဖို့မမစီကအခွင့်အရေးတွေမျိုးမျိုးတောင်းဖို့ပြီးတော့ပြီးတော့ကြတော့ဘုရားရှိခိုးဖို့မမဝန်ခေါ့နဲ့ခုချိန်မှာမမနဲ့မောင်တို့အတွက် ရှေ့ပြေးစီမံကိန်းဆိုတာရှေ့တင်လာပြီမရှေ့ပြေးစီမံကိန်းဟုတ်လားအဲ့ဒါဘာတွေလဲမမမေးမယ်မမနဲ့မောင်နဲ့ရှေ့ရေးသားရဖို့ဘာတွေလိုသလဲမမနဲ့မောင်နဲ့တစ္ဆာရှိရှိချစ်ဖို့မဟုတ်ပါဘူးမော်တော်ကားလိုတယ် မဟုတ်ဘူးဟိုရင်음နေဖို့အိမ်လိုတယ်မဟုတ်ဘူးလူဓာရီကအများကြီးဟုတ်တယ်ဟုတ်တယ်အများကြီးပတ်စံနေအများကြီးလိုတယ်မောင်ဖေဖေကတတိပဲမဟုတ်ဘူးတခုမှမဟုတ်ဘူးဒါပြင်ပါလေဒါမောင်တိပီးသားဖြစ်ရမယ်ဟောမောင်တိပီးသားတဲ့ဘောင်တိရမှာလေမမကြီးများဒီအဖဲချောင်းဝိလဲချောင်းဘက်လောက်တက်ရပါသည်နိ မောင်မဘာရီချင်းတွေရှိတယ်လေမောင်မဟိုကောင်းမောင်းတတ်တယ်ချက်တောင်အရိုက်ကောင်းတယ်ပြီးတော့လက်ရည်လှတယ်ပြီးတော့မောင်မဘာရီချင်းမှမရှိဘူးဘာပြောရဲမောင်မမောင်အားကိုလောက်တယ်လူမဟုတ်ဘူးပေါ့မောင်မဥဆောင်နိုင်တဲ့အရေးချင်းမရှိဘူးပေါ့မောင်ကယောက်ျားကောင်းတယောက်မဟုတ်ဘူးပေါ့ဟုတ်တယ်ဖျားပေါ်ကိုသွားရအောင်မောင်မဟမ်သွားကြင်တော့ ဖះဆိုတာရေဆက်စုံနိုင်တဲ့လူတွေမှသွားရတာဘာမမပါဘူးဆိုလိုတာလဲမမမှာစဉ်းစားနေတဲ့အပိုင်းကနေဆုံးဖြတ်ရမယ်အပိုင်းရောက်လာပြီမောင်နဲ့လမ်းခွဲဖို့ဆုံးဖြတ်ဖို့လားဟုတ်တယ်မောင်နဲ့မမလမ်းခွဲချဖို့ပဲရှိတော့တယ်မမမောင်နဲ့ခွဲနိုင်လို့လားခွဲနိုင်အောင်ကြိုးစားရမှာပေါ့တကယ်တော့ကိုလန့်ကိုတွားကြရမှာပါခံတော့ခံစားရမှာပေါ့ အလွန်ဆုံးတစ်နှစ်ပါပဲလေကြာတော့လည်းမိသွားကြမှာပါနေမင်းကြီးသည်ငိုတက်ပါသလားမမဤမျက်နှာကိုကြည့်ရသည်မှာမွန်းတက်နေသောနေမင်းကြီးကို ကြည့်ရသည်နှင့်တူပါသည်ကောင်းလာပါပြီဒေါ်မမဤကျွန်တော်လည်းကျွန်တော်လမ်းကျွန်တော်သွားရမှာပါပဲဒါမဲ့ကျွန်တော်လမ်းကမော်တော်ကားနဲ့သွားရမှာအကျွန်တော်ကိုခွင့်ပြုပါဦးဗျာနေမင်းကြီးသည်အဖေကြောင့် တည်ငြိမ်စွာဟန်ဆောင်တတ်ပါသည်။အင်ဂျင်ဆောင်ကိုရောက်တော့ကတနားရီနေ့9မိနစ်ရှိပါပြီ။အဆောင်ဆောင်ဦးလေးသိန်းအားတက်တက်ကိုခေါ်ပေးဖို့ပြောပါသည်။ခဏနေုံကငါသွားခေါ်ပေးမယ်။ခုနကတော့ဧကန်းထဲမှာမိကိုစောင့်နေတာတွေ့တယ်။ဦးလေးသိန်းထွက်သွားပါသည်။ဦးလေးသိန်းပြန်လာ၏။မရှိဘူးလို့ပြောခံလိုက်တယ်။ဦးလေးသိန်းကျွန်တော်ကတိတ်ရေးကြီးရဲ့ကိစ္စပြောချင်ရှိလို့လို့ ်တစ်တစ်ဆင်းလာပါသည်နှကန်းကိုဆူထားပါ၏ကျွန်တော်ကိုကြည်လည်းမကြည့်စကားလည်းမပြောဘဲကားပေါ်တက်ထိုင်ပါသည်ကုကုနည်းနည်းနောက်ကျသွားတယ်ကွာတိတိကဘာမှမပြောပါနှကန်းကိုပို၍ဆူလိုက်ပါသည်အရေးကြီးတဲ့ကိစ္စရှိရင်ပြော တခြားမဟုတ်ဘူးလေတိတိကိုကုကုရုပ်ရှင်ပြမလို့လေချာလီလေတိတိကခိတ်ခနဲရည်ပါသည်လာမင်းကြီးရည်ဒီကိုတွေ့ဘူးကြပါလိမ့်မည် တဲ့တဲ့ကိုကိုစိတ်ဆိုးနေတော့မလားအစကတော့စိတ်ဆိုးတယ်ကိုကိုမျက်နှာမြင်လိုက်တော့စိတ်မဆိုးတော့လာမင်းကြီးဒီဟမ်ဆောင်တတ်ပါ ကျွန်တော်ဒီကျွန်တော်မဖြေတတ်ခဲ့တော့မိကွန်းကိုတဲ့တဲ့အားမေ့ကြည့်ပါသည်တဲ့တဲ့ကိုကိုတို့ဖွေးရပြင်ဘာလို့ကြာမှာလဲဖွေးရပြင်လက်ထက်ကြာမှာပေါ့ကိုကိုရဲ့ဟုတ်ဟုတ်တာပေါ့ဟုတ်တာပေါ့ကျွန်တော်တို့ဖွေးရပြင်လက်ထက်ကြာရလိမ့်မှာပေါ့ နောက်တစ်ပုဒ်ကမန်တက်တော်တပ်ပုံငငယ်ကမြန်မာစာဆရာဆရာမကောင်းများနဲ့သင်ခဲ့ရတော့ကြောင်းလကောင်းကိုတိုင်ကလည်းဝါသနာပါသဖြင့်မြန်မာစာပေဆိုင်ရာဆောင်းပါးများစာအုပ်များကိုဖတ်ခဲ့တော့ကြောင်းလကောင်းစာရေးရာမှာတပ်ပုံနဲ့တရာကိုဂယုဆိုင်လေးရှိ၏တတ်နိုင်သမျှဂယုဆိုင်ခြင်းကိုသာဆိုလိုပါသည်တပ်ပုံဆိုတာမှန်လေကောင်းလေဖြစ်တော်လဲတခါတရံကြတော့တပ်ပုံကြောင်းခွက်ကြကြဖြစ်ရတာလေးတွေအခုတင်ပြမလို့ပါ ကျောင်းနေကစားဇာရည်တက်ကစားအရွယ်တွင်တန်လျင်မြို့သို့သွားလည်ကြပါသည်တန်လျင်ကိုတညင်းဟုအတန်ထွက်ခေါ်ရကြသည် မြို့ပေါ်ကဆိုင်းပုတ်တွေမှာတန်လျင်လို့ရေးထားတာတွေ့တော့နားမလည်နိုင်ပဲဟင်တညင်းဆိုပြီးပါလို့တန်လျင်လို့စလုံးပေါင်းရတာလေဟုမေးလိုက်သည် အမေကသားတို့ကျောင်းမှာရေးတော့အမှန်ဖတ်တော့အတန်ဆိုတာသိရတယ်မဟုတ်လားဘကိုးကိုပဲခုလို့ရေးရတယ်လေဒီတိုင်းပေါ့ တញင်ကိုလည်းတန်းလင်းလို့ဇလုံးပောင်းရတယ်။ကျွန်တော်လည်းမှတ်သားထားလိုက်။နောက်တော့เจ้าမှာတပ်ပုံဖြေရတော့အခါကျက်ဖတန်းလင်းတော်ကိုဝင် မောင်ရင်လာလေးနဲ့ဖြစ်ဟုရေးလိုက်သည်။ဆ iam ကခေါ်မိတော့ရေးတော့အမှန်ဖတ်တော့အတန်လေးဆ iam ရဲ့တញင်ကိုတန်းလင်းလို့ဇလုံးပောင်းရတယ်မဟုတ်လား။ဆ iam ကရည်ပြီးကျက်ဖတញင်ဆိုတာတန်လင်းမျိုးကကျက်ဖကိုပြောခြင်းမဟုတ်ကြောင်း တိန်ညင်းဟုခေါ်သောကြက်တစ်မျိုးကိုပြောခြင်းဖြစ်ကြောင်းထို့ကြောင့်ကြက်ဖတိန်ညင်းဟုရေးရမည်ဖြစ်ကြောင်းရှင်းပြသည် ကျွန်တော်တို့ဦးလေးတယောက်ကြုံခဲ့ရတာပြန်ပြောပြလို့ကြားဘူးသည်သူတို့ငယ်ငယ်ကမြန်မာပညာရှိတွေကြားမှာအကြီးအကျယ်သဘောထားကွဲလွဲခဲ့ကြသည့်ကိစ္စတစ်ခုဖြစ်ခဲ့၏ဖောက်ထုံနှင့်ဖာကုံခိုင်ဘေဟာမန္တလေးညင်းကုန်ခဲ့ကြခြင်းဖြစ်သည်တို့ကိစ္စမှာတဖြည်းဖြည်းကြီးထွားလာပြီးဖောက်ထုတ်ခိုင်းကဖေဖေဖို့ဖို့ စားတောက်ဖွဲတောင်ဖက်မြောက်ဖက်စသည်ဖြင့်ဆက်လုံးပေါင်းရမည်ဟုဆို၏ဘဂုံကိုင်းကဘေဘေဘိုးဘိုးစားတောက်ဖွဲတောင်ဖက်မြောက်ဖက်ဟုဇလုံးပေါင်းမှမှန်သည်ဟုညင်သည်ဒီပြဿနာကြားမှာဦးလေးကအချောင်ခံရ၏ကျောင်းမှဆရာကဖောက်အုပ်ထုတ်ကိုင်းသာအိမ်မှာအဖေကဘဂုံကိုင်းဝင်ဆရာတင်တဲ့အတိုင်းဖောက်ထုတ်နဲ့ရေးလာပြီးအိမ်ရောက်တော့အဖေကဘာကုံပြင်ခိုင်းသည်ဒုက္ခဆရာက သူတင်တဲ့အတိုင်းရေးမလာရကောင်းလားဆိုပြီးရိုက်သည်အိမ်ပြန်ရောက်တော့လဲအဖေကသူ့ကို ဖီဆန်ရမလားဆိုပြီးနရင်အုပ်သည်ကြာတော့သူတီးမခံနိုင်တော့ထို့ကြောင့်တရက်မှသူ့အဖေကိုအခုလိုပြောလိုက်သည်ဘေဘေလမ်းထိပ်ကဆိုင်မှာဘွားဘွားအတွက်ဘယောင်းတိုင်းနဲ့ဘိုးဘိုးအတွက်ဘယုံယူတောင်းဝယ်လိုက်အောင်မယ်ဟုဘကုံတန်တွေကြီးပြောလိုက်ရာ သူ့အဖေက ခွေမာသာဒါငါ့ကိုတက်တန်ကြတာပဲဟုဆိုပြီးခြေထောက်နဲ့ဆောက်ကန်လိုက်တဲ့ဖြင့်လေကားမှာဒလိမ့်ခါခွေ ကြသွားရသည်ဟုဆို၏ခရီးသွားသောကာလမှာတပ်ပုံအမားတွေကို တွေ့ရတတ်သည်အမိုက်မပြည့်ရဒီနေရာမှာပါဆောင်ရရစတာပြည့်လို့ရေးထားသည်အမိုင်တကယ်ကပါဆောင်စတာပြည့်ဆန်ရောင်းသည်ဆန်ကိုလည်းဒီနေရာမှာစလိန်တိတ်တိတ်တင်ဆန်ထားတယ်ဆိုတဲ့အခါကျတော့တကယ်ကစလိန်နာတာနဲ့ဆန်ရမှာပေါ့နော်နောက်ဘက်ထရီပြင်သည်ဘက်ထရီကတော့တကယ်ကဟိုဝေးစားစလုံးဆိုတော့လေ မဲတော့ရေးချင်တယ်လို့ရေးကြတာပါပဲဒါမဲ့သူကဘယ်လိုရေးထားလဲဆိုတော့ battery ဆိုရက်ဆက်လုံးကိုထွက်စေတာပေါ့နော်ဘာကုန်းရဲ့ပြီးတော့တာဝန်မှုအောက်ကနေထဆင်တူးဆင်ထားတဲ့ battery ဆိုရက်အတန်ထွက်ရမှာဖြစ်သွားတယ်။နောက်ထမင်းဆိုင်ထမင်းဆိုင်ကိုလည်းအတူကောက်လိုမျိုးလုံးဆင်ထားတာလေထဆင်တူးရဲ့အောက်ကနေမှထည့်လိုက်ပြီးတော့ငတ်တက်တက်ထားတယ်။အဲတော့ထမင်းဆိုင်စသဖြင့်ပေါ့နော်ရေးထားတဲ့ဓာတ်ပုံမာတွေကိုတွေ့ရတယ်လို့ဆရာပြောထားပါတယ်။ဒါသူတို့ ဖတ်ပြတာပါเนาะဤကစကားချက်မြန်မာစာရေးတုံးမှာပါဠိနဲ့ပါဠိသက်ဝေါ်ဟာရများမအပပါဠိသက်ဝေါ်ဟာရဆိုရလဲပါဠိကနေစဉ်သက်လာတဲ့ဝေါ်ဟာရပေါ့เนาะဤကစကားချက်ပါဠိသက်ဝေါ်ဟာရများမအပနှလုံးစင်မရေရပါတို့တိုင်အောင်ဇလုံးပေါင်းမှားတော့ကြောင့်စံဆိုင်မရောက်ရဘူးဘက်ထရီဆိုင် အလုပ်ပါတယ်ထမင်းဆိုင်လူဝင်နေတယ်ဆိုတာမျိုးတကားမှမကြဘူးသေးပါ ရှေ့မှာလမ်းပြနေသည့်ဖြည်းဖြည်းပေါင်းဆိုသောဆိုင်းဘုတ်ကိုကာသမာတိုင်းသဘောပေါက်ပါသည်ဒီနေရာမှာဖြည်းဖြည်းကတဝေတို့ဖောက်ထုတ်ရရဲ့ဖြည်းဝိဇာနှလုံးပေါက်ဖြည်းလို့ရေးထားတာပေါ့နော်တကယ်တော့တပ်ပုံပါနေတယ်တပ်ပုံအမှန်တိုင်းဆိုရင်ဖောက်ထုတ်ရရဲ့ညတာဖြည်းဖောက်ထုတ်ရရဲ့ညတာဖြည်းဝိဇာနှလုံးပေါက်ဖြည်းပေါ့နော်ဖြည်းဖြည်းပေါင်းဟုရေးရပါမည်တို့ရရင်ကားဆရာတွေကတပ်ပုံစာအုပ်ဆောင်ထားလိမ့်မရှိတဲ့ပြင်ဒီကိစ္စ ြည်သနာမဟုတ်တော့ပါအင်္ဂလိပ်ဆိုသောဇာတ်ကလုံးသည်လည်းဓာတ်ရအတန်ဖလှယ်ထားခြင်းသာဖြစ်ပါသည် ပါဠိနှင့်ပတ်သက်မှုမရှိသဖြင့်အင်္ဂလိပ်ဟုသာရေးတင်သည်အင်္ဂလိပ်ဆိုတော့အငတာအင်ဝိဇ္ဇာနှလုံးပေါင်းအင်ကငယ်ဤကလိုက်လုံးကြီးတင်ပါတာလိတ်ဟုတိတက် တလုံးစီပေါ့နော်ရေးတင်တယ်ဒါမဲ့လည်းသူတော်ရဲအင်္ဂလိပ်ကိုအပြီးတော့ကငယ်ပေါ်မှာငတ်သက်တင်ပြီးမှရေးတာဘူးပေါ့နော်အဲ့လိုမရေးတင်ဘူးပေါ့ တို့ရရင်အင်္ဂလိပ်ဟူ၍သာနှစ်ပေါင်းများစွာရေးခဲ့ကြတာအချင်းပါနေသောကြောင့်အတီလိုဖြစ်နေပါပြီထို့တူဆရာကြီးတကုံရွှေမြဆရာကြီးရွှေဒုံဘီအောင်ဆရာကြီးပကြီးအောင်ဆိုစသောအမည်များသည်လည်းထင်ရှားကြောကြားခဲ့ပြီးလူများအတိမတ်ပြုပြီးဇလုံးပေါင်းများဖြစ်သောကြောင့်တပ်ပုံပြင်ဖို့မလိုတော့ပါ ပြားမွေးမြူရေးဌာနမှထုတ်လုပ်သောခြင်းပြားရည်သည့် အစာကြေရင်ချောင်းစေခြင်းအေမီနာစီချောင်းစုပျောက်စေခြင်းခွန်အားတိုးပွားစေခြင်းတို့ကြောင့်သုံးဘူးသူတိုင်းအကြောက်တွေ့ကြသည့်တပ်ပုံကတော့မှားနေသည်အမှန်တိုင်းဆိုရင်ခခွေရပိငါတာချင်းအတန်ထွဲအားဖြင့်ခြင်းဟုအတန်ထွဲရမည်ခြင်းပြားရေဟုသာဆက်လုံးပေါင်းရမည်တို့ရရင်ခခွေဖြင့်မပေါင်းမယ်ခြင်းပြားရေဟုဆိုရင်ချင်းပြည်နယ်ကလာတော့ပြားရည်ဟုထင်ကုန်ကြပါလိမ့်မည်ချင်းတောင်ကပြားရည်မှု အစွမ်းထက်မှာပဲဆိုပြီးပိုတော့ရောင်ကောင်းခြင်းရောင်ကောင်းနေမလားမသိကျွန်တော်တို့စီဒီဟူအတန် track ခေါ်ကြတော့အတီးတပ်ပုံမှန်မှာစီတီစလိန်နဲ့ရေးတဲ့အတီးပေါ့နော်အညာဒေတာရှိအချို့ရက်တွေမှာစီတီဟူတပ်ပုံအတိုင်းအတန်ထွက်နေကြစေဖြစ်တော့လေလူများစုက စီတီဟူသာစကွဲတဲ့အဖြစ်ခေါ်နေကြသည် စီဆိုဒီမှာခြင်ငယ်ရေးဟူလည်းအဓိပ္ပာယ်ရတဲ့ဖြင့် စားစရာနဲ့အညစ်အကြေးစလုံးပေါင်းတူနေတော့တိတ်တော့ဟန်မကြလားစီးဖြော်ရေးတောင်မလားစီးဖြူသီးလေးလုံငုံထားခြင်းနဲ့စသောဇကလုံးများကိုဝတ်ထူတဲ့ထည့်ရေးရတာနဲ့နဲ့တော့ကွာကြသည်ဖို့ခနာကိုတက်ပုံအမှန်တိုင်းဆိုရင် ဖို့ခုံလဟု ရေးရပါမည်ခုချိန်မှာဖို့ခုံလဟုရေးခဲ့ရင်တည်သူအတော်နဲပါပါလိမ့်မည်ဒီတိုင်းဆိုရင်တောင်တော်ရွှေပုတ်ပါတခြင်းကိုစာနဲ့ရေးပြရင်တုံးလုံးတောင်ထွရှင်ပြိုင်ခါရဲ့ ဖော်ခေါ်လဆိုင်တည်နေပါတယ်ဟုရေးရပါလိမ့်မည်။နောက်ပေါက်ဆိုတော့လေးတွေပြန်ဆိုကြလင်ဘလို့အတန်ထွက်ကြမလဲမသိ။ဟိုးတစ်ချိန်ကဆာရေးဆရာတွေဆာရေးကြရမှာ ိုတန်ရဇလုံးပေါင်းတိုင်းရေးကြသည်ပုံနှိပ်တိုက်တွေကလည်းမိမိတို့နှစ်သက်ရာတပ်ပုံချမ်းတစားကိုလက်ကင်ထားကြသည် စာပြင်စရာကလည်းသူအလုံးလောက်ရာပုံနှိပ်တိုက်မူတိုင်းပြင်သည်ဩဇာရှိသောဇာရေးစရာဆိုရင်သူရေးတဲ့အတိုင်းတပ်ပုံမပြင်ဘဲရိုက်နှိပ်ပေးတာမျိုးလည်းရှိသည်ဇာဥတိုင်ကြီးများကတော့အာကိုလောက်သောတပ်ပုံချမ်းကြီးများကိုကိုကပြီးတိုက်ဆိုင်မှုဖြစ်တတ်မှတ်ထားကြသည် စာရပေတဲ့ပုံကူများကို စာပြင်စရာဖြစ်ခံထားပြီးစာအကြအပေါက်တပ်ပုံတန်ညွန်စသည်တို့ကိုအလွန်ကယူဆိုင်ပြီးမတော်တဆအမားယွင်းရှိကြရင်လည်းစာအုပ်နောက်ပိုင်းမှာအမားပြင်ဆင်ချက်ထည့်ပေးသည်ဒီလိုစနစ်တကျဆောင်ရွက်သောတိုက်ကြီးများရှိသလိုတချို့စာအုပ်တိုက်ပုံနှိပ်တိုက်တွေကတော့စာပြင်စရာတိချမရှိကျုံတဲ့လူကကျုံသလိုဝင်ဖက်ပြီးပြင်တပ်ပုံစာအုပ်ရှိတော့လဲတိတ်အခက်အခဲရှိမှလှမ်းကြည့်တတ်သည် များသောအားဖြင့်တော့လက်တန်းဖက်ပြီးပြင်လိုက်ကြတာပါပဲထို့ကြောင့်စာအုပ်တုပ်ထဲမှာပင်တပ်ပုံမျိုးမျိုးဖြစ်နေတာကိုတွေ့ရ၏တပ်ပုံကြံတအုပ်လုံးကိုအလွတ်လောက်မှတ်မိနေသောဝိုင်းရင်စာပြင်ဆရာကြီးများ ရှိခဲ့ဘူးတာကိုတော့အတိအမှတ်ပြုရပါမည်။ဘာပဲဖြစ်ဖြစ်စာအုပ်တိုက်တိုက်မူတစ်မျိုးဖြစ်နေတာတပ်ပုံကြံတွေကလည်းမျိုးမျိုးရှိနေတာကြောင့်စံတစ်ခုတတ်မှတ်ဖို့လိုလာတာကတော့အဖန်ပဲဖြစ်သည်။နောက်တော့မြန်မာစာဖွဲ့ကပြုစုသောတပ်ပုံစာအုပ်ဖြစ်လာသည်။ ဇာဥစာနဲ့ရိုက်နှိပ်ထုတ်ဝေသူများအနေဖြင့်ထိုတပ်ပုံစာဥပ္ပါအတိုင်းတညီတညွတ်တဲ့အသုံးပြုကြရသည်တနိုင်ငံလုံးမှာတပ်ပုံတန်ညွန်မူတစ်မျိုးတည်းဖြစ်လာသောကြောင့်မြန်မာစာရေးထုံးစနစ်ကျလာသည်တပ်ပုံဂိုင်းခွဲတွေလည်းမရှိတော့အငင်းပွားစရာလည်းမလိုတော့ပုံနှိပ်တိုက်တွေကလည်းတပ်ပုံကိုပိုကြည့်ယူဆိုင်လာသည်တခုပဲရှိသည် တပ်ပုံကိုအတိအကျလိုက်နာရသောအခါရတစာပေရေးရာမှာတခါတခါအစင်မပြေဖြစ်တာမျိုးဖြစ်တတ်သည်အထူးသဖြင့်စကလုံးတစ်လုံးဆိုတစ်လုံးအလွန်ထိရောက်တာသွားသည် တခါတလေမှာအတန်ထွက်အတိုင်းရေးမှာဖတ်ရတာအရသာရှိသည် ရှီဟောင်းကဗျာတပုတ်တွင်မိန်းကလေးကသူ့ချစ်သူကိုလွမ်းလို့ပန်းတပြေညောင်ရီတွန်းပြီးဆုတောင်းရပုံကိုလှလှပပရေးထားပြီး အဆုံးသတ်မှာ တောက်တော်ရေဦးကျွန်းထိုးကောင်နဲ့အပြုပြုမေနမမှာကြုံရတယ်ရှင် ဟုရေးထားသည်ကျွန်းထိုးကောင်ဆိုသည်မှာပိုးလောက်လန်းကိုဆိုလိုခြင်းဖြစ်သည်တပ်ပေါ်အမှန်တိုင်းဆိုရင်ကကြီးဖြင့်ကကြီးရပ်ပင့်ဝါဆွဲမတာကျွန်းကျွန်းထိုးကောင်ဟုရေးရမည်ကျွန်းထိုးကောင် ဆိုပြီးအတန်ထွက်သည့်ကငယ်နေရာမှာကကြီးဖြင့်ရေးထားလင်းကျွန်းထိုးကောင်ဆိုတာလောက်ရင်တဲသည့်တိုက်ရိုက်မထီတာကိုတွေ့ရသည် ျွန်တော်ဝိတုတပုတ်ထဲတွင် ကောင်မလေးကသူ့မိကိုပြောသည့်စကားပြန်မကြိုက်လို့မဖြစ်ဘူးမိရဲ့သူ့လက်ထက်မှာတဘိုးကြီးတရမ်းရမ်းနေဆိုတာကိုတပ်ပုံအမှန်ရထန်ပိုးကြီးဟုထားစင်တူမာတာထန်ဆက်လုံးကိုတုံးကထပိုးထပိုးကြီးလူအတန်ထွက်ရမည်နေရာတွင်ထံပိုးကြီးတရမ်းရမ်းနေဟုရေးတော်ခါတွင်တမျိုးကြီးဖြစ်နေသည်ကျွန်တော်ဤစောပိုင်းဝိတုတပုတ်တွင် ကာမလေးကမျက်နာလေးလာတော့လဲခြေထောက်ကိုဂယုဆိုင်ပြီးစီကြောခြင်းမရှိတဲ့ပြင်ခြေထဲမှာကြီးတွေကပ်နေသည်ဟုရေးလိုက်သည်ကြီးကိုထိုစင်ကတက်ပုံရတဝေထိုးခခွေရပင်ခြေဝိဇံနှလုံးပေါက်ချီဟုရေးရသည် ထို့ကြောင့်ခြေထဲမှာခြေရီကပ်နေသည်ဟူ၍ဖြစ်သွားသည်ထိုအခါကျွန်တော်ဆိုလိုသည့်အထိပ္ပယ်မရောက်တော့ပဲကမ္မလေးကချီးပုံမဲ့တက်နေမိလာသလိုထင်စရာ ဖြစ်နေ၏ကုနာပိုင်းတပ်ပုံရတော့ဂျီးကိုဂျေးဟုစက်လုံးပေါင်းရသည်တဝေတူကကြီးရရဲ့ဂျေးဝိဇန်နှလုံးပေါင်းဂျေးဒီလိုကြပြန်တော့လဲဒီကောင်မလေးတော်တော်ဂျီးများတယ်ဟုဆိုခြင်းလျင်ဒီကောင်မလေးတော်တော်ဂျီးများတယ်ဟုရေးရပါလိမ့်မည်ကောင်မလေးခင်ဗျာဟူဟာလိုလိုဒီဟာလိုလိုအထင်ခံရစရာအကြောင်းရှိလေသည်ရသစာပေရေးသူတွေဘက်ကတပ်ပုံနဲ့ပတ်သက်၍စောရကတက်စရာတခုရှိသည်အထောက်အထားအကူအကားပြစရာချက်ကတော့ poetic လိုင်စင်ပင်ဖြစ်သည် ထိုလိုင်စင်မှာကုန်းလန်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစည်းဌာနကံ့ညာနာမှထုတ်ပေးထားခြင်းမဟုတ်ပါဘယ်သူကမှတရားဝင်ချပေးထားသောလိုင်စင်လည်းမဟုတ်ပါအမှုပညာဆိုင်ရာ နားလည်မှုတစ်ခုသာဖြစ်သည်ဓာတ်ရိုက်တိပဲကကြပြားနှင့်ဆိုင်သောလောက်ခွင့်ဖြစ်၏ကြပြာလင်္ကာတွေမှာရတ္တမြောက်ရေးကိုဦးစားပေးရသဖြင့်တပ်ပုံတွေတရာစီကန်းတွေကိုချုပ်ဖောက်နိုင်သည်ဆိုသော အထူးအခွင့်အရေးဖြစ်သည် စာပိုင်းတွေကြပြနှစ်တာဆိုင်တော့လဲနောက်ပိုင်းကြတော့တခြားရတ္တစာပေမျိုးစားတွေကပါထို့အခွင့်အရေးကိုရပိုင်ခွင့်ရှိသည်ဟုယူဆလာကြသည်တခုရှိတာက poetic license ဆိုဒီမှာတကယ်လို့အမှတ်သုံးရခြင်းဖြစ်နေရတဲ့ကမှာသဘောရှိသုံးပြန်ရင် license ဆိုတော့စကားဤအနက်ပွားဖြစ်သည့်လောက်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းဖြစ်သွားတတ်သည်ကျွန်တော်တို့လိုရတ္တစာပေရေးသူများတစ်ခါတခါကြုံရသောပြဿနာမှာ ခန်းစားမှုဘက်သို့အလေးကဲ့မိသောအခါမြမစာရေးထုတ်ကိုချိုးဖြတ်သလိုဖြစ်သွားပြီးတပ်ပုံတို့တရာစီကန်းတို့ကိုအတိအကျလိုက်နာရပြန်တော့ရထဖက်မှာအာနယ်ပေါ့ပြက်သွားရခြင်းပင်ဖြစ်၏မြမစာရေးထုတ်နှင့်ပတ်သက်ပြီးဆရာချက်ကလေးရေးခဲ့မှုသည်စာတပုတ်ထဲမှအကြောင်းအရာလေးကိုသွားသတိရမိသည်တချို့ကစာရေးရာမှာအတူကောက်တိတ်ကြ၏တညတာတီကိုတရဲ့ဟာတို့ညလေးတက် အဲ့လိုတင်လိုက်တဲ့အတူကောက်ကလေးတွေရေးတတ်သည်၎င်းကိုလည်းလညသက်လဲဝိဇ္ဇဏလုံးပေါက်လဲတဝေတူကကြည်ရေးချောက်ငါသားကောင်းဝိဇ္ဇဏလုံးပေါက်ကောင်းကို၎င်းဟုအက္ခရာဖြင့်ရေးတတ်သည်ထို့တူရရစ်ဆိုသည်ကိုလည်းရကကိုရစ်ထားခြင်းဖြစ်သည်ဟုဆိုပြီးဆရာကိုစလင်ရရစ်ရေးချာစာဟုရေးသည်ဒါဆိုရင်တရားသူကြီးကိုလည်း တာဝင်းဘူးရရဲ့ရေချာတရာဝိဇန်လုံးပေါတရာတရာသူကြီးဟုရေရလိမ့်မည် ထို့တူဆရာကဝဲကြတခုကိုနမူနာပြပြီးတယောထားသည်ဆရာကြက်ကလေးဤအိမ်သို့သွားလေရာဆရာခီးထွက်နေသည်ဖြင့်မတွေ့ခဲ့ရပါအထက်ပါဝဲကြကိုအတူကောက်ရေးထုံးနှင့်ပြန်ရေးလင်ဆရာကြက်ကလေးဤအိမ်သို့သွားလေရာဆရာခီးထွက်နေသည်ဖြင့်မတွေ့ခဲ့ရပါဟု၍ဖြစ်သွားသည်ဒီနေရာမှာခ ကွေရဲ့ရဲ့လုံးဆန်ကခီးဝိဆန်နှလုံးပေါက်ခီးဒီလိုအတန်ထွက်စေခြင်းလို့ရေးတာ ပေါ့နော်ဒါပေမဲ့လည်းခကွေရဲ့ရဲ့လုံးဆန်ကဝိဆန်နှလုံးပေါက်ချီးဆိုတဲ့အတန်မျိုးဖတ်လိုက်တဲ့အခါကျတော့ရှာချီးထွက်နေတဲ့ပြင်မတွေ့ကြရပါဟု၍ဖြစ်သွားသည်တောက်ကြစားဆောင်အက်ဒီတာကျုပ်ဆရာကြီးအီချာခွေးတီတဲ့စာပေဟောပြောပွဲစူပါစတားဖြစ်တော့ကြောင့်စဆူရောရာတီရောက်လေမကြခဏခီးထွက်တတ်ချောင်းခု ဒီစာရေးရင်တတိယနေမိပါသေးသည်မင်းလူဆရာရဲ့နောက်ထပ်ဝိတုတော်လေးတွေကိုလည်းတင်ဆက်ခြင်းမှာသေးတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ